ဒါပေမဲ့သူတို့အလုတ်ခေါ်ပေးတဲ့အချိန်မှာကျွန်တော်သွားလှုပ်တယ်။အဲဒါလို့ရှိရင်အဲ့ဒီလူရှင်တော်လေးလို့အဲ့လိုပြောလိုက်အချိန်အာကျွန်တော်ဟိုကကျွန်တော်စောက်ကြလိုက်သူပဲကျွန်တော်ကျွန်တော်ရင်နာဆုံးပဲ။အဲ့ချိန်မှာကျွန်တော်မပြောရတော့ကျွန်တော်မာမန့်ဖြစ်သေးဘူး။ကျွန်တော်အဲ့လိုခိုင်ပြီးပါဒါလေးကလူရှင်တော်လေးဆိုတဲ့အချိန်မှာကျွန်တော်အိမ်သာကျွတ်တူးပြီးအဲ့ဒီအချိန်မှာကျွန်တော်ကျွန်တော်ဘဝမှာအမှတ်ဆုံးကအဲ့ဒါပဲ။ ိုက်တယ်ကျွန်တော်ဒါမဲ့စားဖို့နေရေးကျွန်တော်အလုတ်ခေါ်ပေးတယ်ကျွန်တော်ယေရှုတင်တယ်တမင်းကြီးတွေအားလုံးကျွန်တော်ဘာပဲခေါ်ခိုင်းခဲ့မြေပဲရှိခိုင်းမလားအိမ်သာကျွေးမဲ့ဒုက္ခိုင်းမလားကျွန်တော်တမာဝါးကြမယ်ဆိုရင်ကျွန်တော်အမေကိုကျွန်တော်ဘလို့လောက်ကျွေးရကျွေးရကျွန်တော်လောက်ကျွေးမှာမီးရတော့ယောဂါသေးဆိုတော့နှလုံးယောဂါလည်းရှိတော့ဈေးဖို့ကတနောက်4000 6000ကြီးအဲ့ဒါဘုံဘောင်လုံးမလေးတွေသူတို့လုံးပန်းပြီးတော့မေအေးစီးကပြက်လို့မရတော့သူတို့အဲ့လိုလုပ်ပေးပါလေယေရှုတင်ပါတယ်အာသမီးကို ကျွန်တော်ကအမေနဲ့နေတယ်အဲတာမီးနှစ်ယောက်ကစေချင်းနဲ့တူတယ်အခုချိန်ထိငငယ်ငယ်တည်းကကျွန်တော်မှအခုကျွန်တော်အိမ်မှာဒီနေ့အိမ်မှာနေတာဆိုကျွန်တော်ဘယ်လောက်ရှိပါရင်တော့သုံးနှစ်ကျော်ကျော်လောက်ရှိနေမင်းနော်အဲကျွန်တော်အိမ်မှာရေတာများနေတယ်ကျွန်တော်အိမ်မှာဆန်အိုးထဲမှာဆန်မရှိတာဒါပေမဲ့ကျွန်တော်ရဲ့စိတ်ဓာတ်ကဘာလဲဆိုရင်အခုလမ်းထော်ကဆက်ကဲပေးရမောင်းအဲကျွန်တော်သူများကိုကျွေးကျင်စိတ်ကကျွန်တော်မှအမြဲရှိတယ်အဲ့ဒါတော့ထမင်းကျွန်တော်ထမင်းကြိုက်ယူရတယ်အဲထမင်းဆိုရင်လည်းကျွန်တော်အနည်းဆုံး၂ယောက်သာ၃ယောက်သာယူတယ် ဘာကြောင့်အမေကတော့ပြောတယ်အဲ့ကိုယ့်အိမ်မှာမရှိပဲနဲ့ဟိုအမေသားပြောတယ်တောက်တော်မရှိတာလေတချို့ဆိုရင်ကျွန်တော်စိတ်ကားကြီးမှာဆိုရင်ဟိုတောက်တော်ကလည်းမောင်းနဲ့ကလေးတွေတို့အဝေးကလည်းမောင်းနဲ့ကောင်းလေးတွေတို့ရှိတယ်ဟိုစိတ်ကားများဆိုင်ကပေးတော့များဆွဲမကောင်းတဲ့နေ့ဆိုသူတို့မှာထမင်းမစားဘူးအာတေဟီတဟာနဲ့အာရည်တော့ပါညာနဲ့အဲ့ကြတော့ကျွန်တော်ရဲ့စိတ်ရကျွန်တော်ဟိုကိုမစားရင်နေသူများကိုကြွေးရကျွန်တော်ကြိုက်တယ်အာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့အတွေ့ပေါ့နော်ဟိုရှိလားမင်းမရှိဘူးကျွန်တော်ကချမ်းသာမင်းကျွန်တော်မချမ်းသာဘူးဒါမဲ့ ကိုမစားရင်နေပြီကျွန်တော်သူများကိုကျူရတာကျွန်တော်မှကြိုက်တယ်ဟိုဖြစ်တဲ့ပြက်တာတွေအားလုံးကတော့ဟိုဘွာဘေးကံလို့ပဲပြောရမှာပေါ့ကျွန်တော်တို့ကတော့ဖြစ်တယ်အဲ့ကျိန်နဲ့အဲဘေးရွှဲဆွဲလို့ရှက်တာတဲ့ကိုလူရှင်တော်မန်းသိတယ်အဲတချို့နေရာကျွန်တော်အိန္ဒာကျွန်းခေါ်တူးခိုင်းတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာမှာဆိုကျွန်တော်ကိုယ့်ကိုတွေးတွေးမျက်ရည်ကြားမိတယ်ကျွန်တော်လူရှင်တော်မန်းသိတယ်ဒါမဲ့အာတားရည်လာပေါင်းဒါလေးလောက်စီရရှိတယ်ဟိုဘယ်ဆိုလဲကျွန်တော်သွားလောက်တယ်ကျွန်တော်သွားလောက်တယ်အာ ိုသူတို့ကတော့ဒါကတော့ဘာပြောကျွန်တော်ကျေးဇူးရှင်ပါပဲအလုတ်ခေါ်ပေးတာလေထမင်းကျွေးတာပဲနှိမ်နေချင်းသူတို့မှမရှိပါဘူးကျွန်တော်ဒါမဲ့သူတို့အလုတ်ခေါ်ပေးတဲ့အချိန်မှာကျွန်တော်သွားလုတ်တယ်အဲလာလို့ရှိရင်အဲ့ဒီလူရှင်တော်လေးလို့အဲ့လိုပြောလိုက်အချိန်ကအာကျွန်တော်ကတစောက်ကလိုက်သူတို့ပဲကျွန်တော်ကျွန်တော်ရင်နာဆုံးပဲအဲ့ချိန်မှာကျွန်တော်မပြောရတော့ကျွန်တော်ဘာမှမဖြစ်သေးဘူးကျွန်တော်အဲ့လိုခိုင်ပြီးပါပါဒါလေးကလူရှင်တော်လေးဆိုတဲ့အချိန်မှာကျွန်တော်အိမ်နာကျွင်းတူးတယ်အဲ့ဒီအချိန်မှာကျွန်တော်ကျွန်တော်ဘုရားမှာအမှတ်ဆုံးကအဲ့ဒါပဲအဲ့ထဲကကျွန်တော် ဒါမဲ့စားဖို့နေရကျွန်တော်အလုတ်ခေါ်ပေးတယ်ကျွန်တော်ယေစုတင်တယ်သမီးရှင်တွေအားလုံးကျွန်တော်ဘာပဲခေါ်ခိုင်းခဲ့မြေပဲရှင်းခိုင်းမလားအိမ်သာကျွေးမဲ့ဒုက္ခိုင်းမလားကျွန်တော်တမာဝါကြမယ်ဆိုရင်ကျွန်တော်အမေကိုကျွန်တော်ဘလို့လုတ်ကျွေးရကျွေးရကျွန်တော်လုတ်ကျွေးမှာကျွန်တော်အသက်ရှင်နေသေးပေါ့အဲအမေအသက်ရှင်နေသေးစိတ်ကြကျွန်တော်ကမှအိမ်တော်ဆိုတာမရှိအောင်ဘာဖြစ်ဆိုအမေကိုလုတ်ကျွေးရမှာလေကျွန်တော်တောင်းဝင်ကကျွန်တော်ကကျွန်တော်တယောက်ပဲရှိတာဟုတ်ကျွန်တော်ညီမလေးရှိတယ်ကျွန်တော်ရှိတယ်ကျွန်တော်ညီလေးရှိတယ်အဲဒါမဲ့ဟိုကျွန်တော်က အမှန်တမ်းပြောရင်ကျွန်တော်ကျွန်တော်တမျိုးနေတတ်တယ်ကျွန်တော်ကဟိုရှင်မသားရမရှိတာရှိပါတယ်ဒါပေမဲ့အကောင်လုံးတော့ကျွန်တော်အားကိုးပါတယ်ကျွန်တော်တော်နေပါဒါပေမဲ့ကျွန်တော်ကိုအဲ့မင်းကလူချင်တော့ဖြစ်ပြီလူချင်တော့အစည်းအုံကဘာမှမလာဘူးလားလို့မင်းနဲ့ကျွန်တော်အစည်းအုံကကျွန်တော်ကြည့်မနေပါဘူးတခုတော့ရှိပါသေးတယ်ကျွန်တော်ဟာတာအစည်းအုံကညာကျွန်တော်အကူကြီးတောင်းမိစိန်နဲ့နေဖြစ်ပါသေးတယ်ကျွန်တော်အစည်းအုံကလည်းဘွားမှာတက်သေးခြင်းစိတ်တော့ရှိတယ်အဲ့လိုတော့မဟုတ်ဘူး ပုဂ္ဂိုလ်တတ်သိခြင်းစိတ်တော်ရှိတယ်။ငါဘာကြောင့်ဆင်းရဲတာလဲ။ငါဒီလောက်လုံနေတာငါဒီလောက်ဝင်နေဖြစ်နေတာ။ဘာကြောင့်လို့လို့ဖြစ်တာတော့ငါအမေဘာကြောင့်ဟိုစိတ်ချမ်းသာအောင်မထားနိုင်တာလဲ။တခါတည်းအဲပဇာမရတဲ့ရက်များဆိုရှိတယ်။စံငယ်ပေးရမောင်းပြီးတော့လေပဇာမရတဲ့ရက်တွေရှိတယ်။အဲ့လိုရက်မျိုးဆိုရင်အမေကျမ်းမာရေမကောင်းတဲ့အချိန်လို့ပါလို့လဲတိုးလို့ရှိရင်ဟိုကိုကိုတတ်သိခြင်းစိတ်တော်ပေါက်သွားတယ်။ဘာကြောင့်တော့မေအိုစိတ်ချမ်းသာအောင်မထားနိုင်တဲ့အတွေးမှုကျွန်တော်ကျွန်တော်အဲ့ဒီအတွေးလေးကြောင့် ိုင်ကတန်းထွက်တယ်မင်းရဲ့စံတပီဘူးလေးလေးရရလေးဘူးလေးပဲရရတာထဆွဲမယ်သူကဒီလိုနှိပြတယ်သားသမီးကုံတော်ပါတယ်ဒါပေမဲ့ဘဝရဲ့အကံအကြောင်းကမကောင်းဘူးမကောင်းတဲ့အတွက်ဆင်းရဲတာဒီဖို့ဘဝတော့ကိုကုသကောင်းမှုများများမလုပ်ခဲ့လို့အမေကြီးဒီလိုပဲတွက်တယ်ဟိုကျေးဇူးလည်းတင်ပါတယ်အကုံလုံးနော်ဟိုဒီလိုလေးလာပြီးမင်းများနာကိုလည်းဝင်သားပါတယ်လို့မင်းမရှိတဲ့နော် ။ကားလေးတွေသမီးလေးတွေဒီလိုပဲ။နာမည်မရပြချာပါ။ဒါပါပဲ။မိရတော့ယောဂါသေးဆိုတော့နှလုံးယောဂါလည်းရှိတော့ဈေးဘုရားတနောက်6000 6000ရှိ။အဲ့ဒါဘုံအောင်လုံးမလေးတွေသူတို့လုံပန်းပြီးတော့မအေးစေးရပြက်လို့မရတော့သူတို့အဲ့လိုလှုပ်ပေးပါလေ။ကျေးဇူးတင်ပါတယ်သာသမီ။